ားလုံးပဲမင်္ဂလာပါရှင်။ဒေါက်တာ PU YouTube Channel လေးကနေ ပြန်လေးကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါမှာတော့အသေးကိုတိတ်တိတ်ဆိတ်ကူစားပေးတဲ့အစားအသောက်တွေအကြောင်းကိုပြပြပြသွားမှာပဲဖြစ်ပါရရှင်။ကျမတို့တဲဟာတဖြည်းဖြည်းယူရင်းလာနေပြီမဲ့ကျမတို့သတိလာမထားမိလိုက်နိုင်ပါဘူး။ဒါပေမဲ့ဒတင်းကောင်ကတော့ကျမတို့နေ့စဉ်စားတောက်လို့ရတဲ့အစားအစာရှင်မျိုးကကျမတို့ရဲ့အသေးကိုတိတ်တိတ်ဆိတ်ကူစားပေးပြီးအကျိုးပြုနေပါရစေ။ကျမတို့ရဲ့အသေးကိုခန္ဓာကိုယ်ရဲ့သဘာဝအစိတ်အတော့ဆစ်ဆက် detox machine လို့မြင်ကြည့်လိုက်ပါ။ သူကအစိတ်အတော့တွေကိုစစ်ထုတ်တယ်။ဟော်မုန်းတွေကိုမျှတအောင်လုပ်ပေးတယ်။ကျမတို့အစားအစာတွေကိုခြေဖြက်ရမှတောင်ကူညီပေးပါရစေ။ဒါပေမဲ့ဒီနေ့ခေတ်မှာပြုပြင်ထားတဲ့မုတ်တွေတရားများတဲ့အချိုရည်တွေစားသမှုပုံစံတွေကြောင့်မဟုတ်လို့ကျမတို့ရဲ့အသည်ဟာတိတ်တဆိတ်တက်ခိုက်ခံနေရပြီးနောက်ကျမှပဲလက္ခဏာပြတ်တက်ပါရစေ။ဒါကြောင့်မို့လို့ဒီဗီဒီယိုမှာကျမတို့ရဲ့အသည်ကိုသဘာဝတိုင်းပြုပြင်ပေး ကာကွယ်ပေးပြီးလူပြုစီတဲ့သိပ္ပံနိကြထောက်ကနာတဲ့အစားအစာရှိမျိုးအကြောင်းကို ပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဒီအစားအစာတွေကဘာတွေလဲဘလို့အလုံးလုံးလဲကျမတို့ကြိုက်တဲ့အစားအစာတွေကိုဆွတ်လွစီအောင်မလို့ပဲနဲ့နေ့စဉ်စားတတ်ပုံနဲ့ဘလို့ထည့်သွင်းရမလဲဆိုတာတွေကိုတိတိကျကျပြပြပေးသွားမှာပါ။ဗီဒီယိုကိုဆုံးအောင်ကြည့်တော့ပေးကြပါအောင်နော်။ဘာဖြစ်လို့လဲဆိုတော့ဒီစီးရင်းထဲကနောက်ဆုံးအစားအစာကလူများစုချောင်လေးရှိပေမဲ့အသေးကိုအားအကောင်းဆုံးကောက်ွက်ပေးနိုင်တဲ့အရာတွေကတခုဖြစ်လို့ပါပဲ။ ကျမတို့ရဲ့အတဲကနောက်ွယ်ကနေအလုပ်ကျူးစားပြီးဘယ်တော့မှမငင်းညူတတ်တဲ့လုပ်ဖို့ကိမ့်မဲ့တယောက်လိုပါပဲ။သူကကျမတို့ရဲ့သွေးကိုတန့်စင်ပေးတယ်။အာဟာရဓာတ်တွေကိုစီမံပေးတယ်။အရက်၊ဆေးဝါးတွေ၊လေရုညင်ညံမှုတွေကနေလာတဲ့အစိတ်အတော့တွေကိုချိဖြတ်ပေးပါတယ်။ဒါပေမဲ့အစီများတဲ့အစာအစာတွေ၊တကြားများလွန်တာတွေအမြဲတမ်းဆိတ်ဖိစီးမှုတွေကြောင့်သူဟာဝင်ပြီးသွားတဲ့အခါအစီတွေကိုစတင်ဆူဆောင်းပါတော့ရဲ့။ အဲ့ဒီကနေအသက်အစီဘုံယောဂစတင်ဖြစ်လာပြီးအချိန်ကြာလာရင် ရောင်ရမ်းမှုအမရွတ်ဖြစ်တာဒါမှမဟုတ်အသက်ပျက်စီးတာအထိဖြစ်နိုင်ပါတယ်ဒီမှာအရေးကြီးတာတစ်ခုကတော့ရှိပါတယ်ကျမတို့ရဲ့အသက်မှာစူပါပါဝါတစ်ခုရှိတယ်သူကကိုကိုကိုပြက်လဲမွေးဖွားနိုင်စမ်းရှိပါတယ်ဒါပေမဲ့မှန်ကန်တဲ့အစားအစာတွေကိုစားပေးဖို့တော့လိုအပ်တာပေါ့နံပါတ်1ကော်ဖီကော်ဖီကကျမတို့ရဲ့အသက်အတွက်မကောင်းဘူးလို့ထင်နေရင်တော့ပြန်စဉ်းစားလိုက်ပါ ဂျာနက်အော့ဟက်ပတိုလော်ဂျီအသက်ရောဂါဗေဒချန်နေကလိလမှုတစ်ခုအပါဝင်လိလမှုပေါင်းများစွာအရနိစင်ကော်ဖီတောက်သူတွေကအသက်ရောဂါအသက်၆ရက်နဲ့အသက်ကင်ဆာဖြစ်နိုင်ခြင်းတိတိတသားနဲ့ပါတာကိုတွေ့ရှိရပါတယ်။ကော်ဖီဟာရောင်ရွက်မှုကိုလျှော့ချပေးပြီးအသက်ဆဲတွေမှာအဆီဆုတာကိုကာကွယ်ပေးပါတယ်။ဒါ့အပြင်သူကအသက်အတွက်အကာအကွယ်တိုင်းကိုလှုပ်ဆောင်ပေးတဲ့အစွမ်းထက်ဓာတ်တိုးဆက်ညစ်ပစ္စည်းဖြစ်တဲ့ glutathione ပမာဏကိုလည်းညှင့်တင်ပေးပါတယ်။ ဒါကြောင့်မို့လို့ကျမတို့ရဲ့မနက်ခင်းကော်ဖီတစ်ခွဟာကျမတို့ကိုနိုးထစေတာထက်ပိုပြီးတော့အလုံးလုံးနေတာဖြစ်ပါတယ်။ဒါကြားနဲ့ခရီးနေတော့မထက်ပါနဲ့နော်။ကျမတို့ရဲ့အသေးကကော်ဖီကျောင်းကိုပိုပြီးနှစ်တပ်ပါတယ်။နံပါတ်1အဖက်စိမ့်ရေ Green Tea ။အဖက်စိမ့်ဟာစိတ်ပြေလျောက်တောက်သိမှုအတွက်တည်းမဟုတ်ပါဘူး။သူဟာကျမတို့ရဲ့အသေးကိုစီပိုပိုထျောက်စွာလောင်ကျန်းစေပြီးအစိတ်အတောင်ကြောင့်မို့လို့ပျက်စီးခြင်းကနေကောက်ွက်ပေးတဲ့ Catechins လို့ခေါ်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ပြည့်နေပါတယ်။ International Journal of Molecular Sciences နိုင်ငံတကာမော်လီကျူးသိပ္ပံဂျာနယ်ရဲ့ပြည်လဲသုံးသပ်ချက်တစ်ခုအရဆိုရင် ကတ်တကင်ဟာအသည်းဖြည့်ဆည်းမှုရဲ့အဓိကလက္ခဏာဖြစ်တဲ့အသည်းအင်ဇိုင်းတက်တာတွေကိုရှော့ချပေးနိုင်ပြီးအဆီပုံနေတာကိုတော့ပြန်လှန်နိုင်တယ်လို့ဖော်ပြထားပါတယ်။အကျိုးရှိဆုံးဖြစ်စေဖို့အတွက်အသင့်ဖြော်ထားတဲ့လက်ဖက်စင်းကိုရှောင်ပြီးတော့လက်လက်ဆက်ဆက်ဖြော်ထားတဲ့လက်ဖက်စင်းကိုတောက်သုံးပေးပါ။တနေ့ကိုတစ်ခွက်ဒါမှမဟုတ်နှစ်ခွက်တောက်ပေးမယ်ဆိုရင်တော့ကျမတို့ရဲ့အသေးကကျမတို့ကိုကျေးဇူးတင်နေပါလိမ့်မယ်။ နံပါတ်3အရွက်စိမ်းများ leafy greens ဟင်းလုံတွေကိုက်လန်တို့ဟာ chlorophyll တွေနဲ့ပြည့်နေပါတယ်ဒါတွေကကျမတို့သွေးကြောတွေကတတ်ထုစိတ် heavy metals ပိုသက်ဆီးနဲ့ပဝန်းကျင်အစိတ်တောက်တွေကိုတန့်စီရမှာကူညီပေးပြီးတော့ကျမတို့ရဲ့အသည်းရဲ့ဝင်ကို short ချပေးပါတယ်ကပြင်းသူတို့တွေမှာ nitrates များစွာပါဝင်ပြီးသွေးစီးဆင်းမှုကိုကောင်းမွန်စေကအသည်းရဲ့သဘာဝအစိတ်အပိုက်ဖယ်ရှားရေးလမ်းကြောင်းမြောက်ကိုထောက်ပံ့ပေးပါတယ် အပြဆိုင်တွေကိုနေစင်စားဖို့ခက်ခဲနေတဲ့ဆိုရင်မနက်ခင်းတတိဖြော်ရီထဲမှာတဆုပ်လောက်ထက်ပြောတာဒါမှမဟုတ်တက်တုံဖြူနဲ့တန်လင်းစီနဲ့ကြော်စားတာလုပ်ကြည့်ပါနော်သူတို့ကိုကျမတို့ရဲ့အသေးရဲ့အတွင်ပိုင်းတန်ရှင်းရဲ့အလုပ်သားတွေလို့သဘောထားနိုင်ပါတယ်နံပါတ်၄တက်တုံဖြူသူ့ရဲ့နံကိုကျမတို့မကြိုက်ဘူးဆိုပေမဲ့ကျမတို့ရဲ့အသေးကတော့တကယ်ကိုနှစ်သက်ပါတယ်တက်တုံဖြူမှာအယ်လီဆင်နဲ့ဆီလီနီယံတို့ပါဝင်ပါတယ် ဒီတပောင်းနှစ်ခုကကျမတို့ရဲ့အသက်ရဲ့အစိတ်ဖြေအင်ဆိုင်တွေကိုလှုပ်ဆော်ပေးပြီးတော့အစိတ်အတောက်တွေကိုပုံမမြန်ဆန်စွာဖယ်ရှားပြဖို့အကူအညီပေးပါတယ်။ World Journal of Gastroenterology ကလေ့လာမှုတစ်ခုမှာဆိုရင်ကျွတ်သွန်ဖြူစားသုံးခြင်းကအသက်အစီပုံယောဂရှိသူတွေရဲ့အသက်အစီပမာဏကိုရှော့ချပေးတာကိုတွေ့ရှိရပါတယ်။ကျွတ်သွန်ဖြူအစိမ်းတမွှားကိုထောင်းပြီးတုပ်စားတာဒါမှမဟုတ်အသီးရွက်ကြော်တဲ့ထည့်စားတာမျိုးလုပ်ကြည့်ကြပါ။ဒါပေမဲ့အရင်ကြီးတော့မစားပါနဲ့ ရုံးဝလှုပ်ဖော်ကိုင်းမဲ့တွေကတိတ်သဘောကြမှာမဟုတ်ပါဘူး။နံပါတ်5အစီများသောငါ fatty fish salmon စာရီနဲ့ mackerel ငါးတွေမှာ omega 3 fatty acid ကျွဲဝစာပါဝင်ပါတယ်။ဒါတွေကရောင်ရွက်မှုကိုတိုက်ဖြတ်ပေးပြီးတော့အသည်းထဲမှာအဆီစုပုံခြင်းကိုကောက်ွယ်ပေးနိုင်ပါတယ်။ omega 3ကိုပုံမှန်စားသောသူတွေဟာသွေးတွင်းအဆီတက် triglyceride ပမာဏနည်းတာ အစ်စုငယ်အာယုံခံနိုင်စွာပိုကောင်းတာနဲ့အသေးအင်ဆိုင်တွေကောင်းမွန်လာတာကိုလိလမှုတွေကပြတ်တာခဲ့ပါတယ်။ငါမဆိုင်ရင်တော့မှ flexis thiasis ဒါမှမဟုတ်အရေးသွေးကောင်းတဲ့ omega 3ဖြည့်စွက်စာကနေအလားတူအကျိုးကျေးဇူးတွေကိုရယူနိုင်ပါသေးတယ်။ကျမတို့ရဲ့အသေးကအစီတွေကိုပုံမှန်ထိရောက်စွာစီမံဆောင်ရွက်ခြင်းဖြင့်ကျမတို့ကိုကျေးဇူးတင်ပါလိမ့်မယ်။ပြီးတော့ကျမတို့ရဲ့အသားရေကလည်းနည်းနည်းပိုပြီးကြီးနေလာတာကိုသတိထားမိနိုင်ပါတယ်။နံပါတ်6 စနွဲစနွဲဟာဟင်းကပ်အမွေကြိုင်တစ်ခုတည်းမဟုတ်ပါဘူးသူကဟင်းကပ်အမွေကြိုင်အသွင်နဲ့ဆေးဝါးပါသူထဲမှာပါတဲ့အဓိကပဝင်ပစ္စည်းဖြစ်တဲ့ကာကူမင်ကအစိတ်အတောက်တွေအရက်ဒါမှမဟုတ်အစီအများကြီးကြောင့်ဖြစ်ပေါ်လာတဲ့ပျက်စီးမှုကနေပြီးတော့ကျမတို့ရဲ့အသည်ကိုကောက်ွယ်ပေးနိုင်တဲ့အစွမ်းထက်ရောင်ရမ်းမှုစန့်ကျင်ခြင်းနဲ့တတိုးဆန့်ကျင်ခြင်းစွာအားရရှိပါတယ် Journal of Food Science အစားအသောက်သိပ္ပံ Journal မှာထုတ်ဝေခဲ့တဲ့လက်တွေ့ဆန်းသပ်မှုတစ်ခုမှာဆိုရင်အသေးရောဂါရှိသူတွေဟာခါခီမီဖြစ်ဆက်စာကိုတောက်ပြီးရှစ်ပတ်အတွင်းမှာ အသေးအင်ဇိုင်းတွေပြန်လည်ကောင်းမွန်လာတာကိုတွေ့ရှိရပါတယ်။အဓိကတော့ချက်ကတော့စနင်းကိုငရုတ်ကောင်းမှုနဲ့တွဲဆဖို့ပါပဲ။ငရုတ်ကောင်းမှုကခါခီမီစုပ်ယူမှုကိုအစ2000အထိတိုးမြှင့်ပေးပါတယ်။ဟင်းကြိုတွေဟင်းတွေဒါမှမဟုတ်မနက်ခင်းလက်တေးတဲ့နည်းနည်းထဲတောက်ချင်းဖြင့် အသေးကျမကြီးကို များစွာအထောက်အကူပြုပေးနိုင်ပါတယ်။နမခွန်မုံလောက်ဥနီ Peace မုံလောက်ဥနီမုံလောက်ဥနီဟာဟင်းဒီဟင်းရပုံစံနဲ့တဘာဝအစိတ်ဖြစ်အချိုရည်လိုပါပဲ။သူတို့မှာရောင်ရမ်းမှုကိုရွှတ်ချပေးပြီးတဲစီရဲစီစစ်မှုကိုလွတ်စော်ပေးတဲ့ Peter Lins လို့ခေါ်တဲ့အယောင်ချက်ပစ္စည်းတွေအပြည့်ပါပါတယ်။တဲစီရဲကကျမတို့အသေးရဲ့အစိတ်အတောက်တွေကိုဖယ်ရှားတဲ့နီလမ်းပဲဖြစ်ပါတယ်။ မုံလောင်းနေဖြော်ရီဟာတတိုးဖြည့်စည်မှုကိုဆွတ်ချပြီးပြီးတော့တလိษံနဲ့လူသားတွေအပေါ်စံတက်မှုတွေမှာအသက်ရင်ဆိုင်လုပ်ငန်းဆောင်တာတွေကိုတိုးတက်ကောင်းမှုစီကြောင်းပြသထားပါတယ်။မိဖုတ်ထားတဲ့မုံလောင်းဦးနီမုံလောင်းဦးနီဖြော်ရီဒါမှမဟုတ်မုံလောင်းဦးနီနဲ့လှုပ်ထားတဲ့ hammers တွေစာတုံးကြည့်ပါသူတို့ဟာကြည်ရတာလှယုံတာမကပဲနဲ့ကျမတို့ရဲ့အသေးအတွက်စပါသွားလိုက်တယ်လို့မျိုးပါပဲ။နံပါတ်၈ berry တီးမြလူ berry cranberry နဲ့ raspberry တွေမှာသူတို့ရဲ့တောက်ပတဲ့အယောင်နဲ့အစွမ်းထက်တဲ့ကုသနိုင်စွမ်းကိုပေးတဲ့ anthocyanins လို့ခေါ်တဲ့ဓာတ်တုဆန့်ကျင်ပစ္စည်းတွေကျွေးပါပါတယ်။ The World Journal of Gastroenterology ကလေ့လာမှုများအရဆိုရင် berry သီးတွေဟာရောင်ရမ်းမှုကိုရှင်းချပေးနိုင်ပြီးတော့အသည်းမာခြင်း liver fibrosis ကိုပိတ်ဆို့နိုင်ပါတယ်။မနေ့တိုင်း berry သီးအဆုံတစ်ဆုပ်စားသုံးတာက detox တွေဒါမှမဟုတ်ဖြစ်ဆက်စာတွေထက်ကျမတို့ရဲ့အသည်းအတွက်ပိုပြီးအကျိုးပြုနိုင်ပါတယ်။ ဒီမှာထူးခြားတဲ့အချက်တစ်ခုတော့ရှိပါတယ်။ဒီလိုအံ့ဩဖွယ်အစားအစာတွေရှိနေပြီမဲ့လူအများစုကအသေးပြေတနာတွေနဲ့ရင်ဆိုင်နေရဆဲပါပဲ။ဘာကြောင့်ပါလဲ။ဘာလို့လဲဆိုတော့သူတို့ကအကျိုးကျေးဇူးတွေအားလုံးကိုအောက်ပါအချက်တွေနဲ့တိတိဆိတ်ပျက်စီးစေနေလို့ပဲဖြစ်ပါတယ်။တကြားနဲ့ပြုပြင်ထားတဲ့ကာဘိုဟိုက်ဒရိတ်တွေအလွန်ကျွံစားသုံးခြင်း၊အရက်တောက်ခြင်း၊ပါရာဆစ်မောလိုမျိုးအကြိုက်ခဲပျောက်ဆဲတွေကိုအလွန်အကျွံသုံးစွဲခြင်း နာတာရှည်စိတ်ပီစီမှုနဲ့အရေးပြက်ခြင်းကျမတို့ရဲ့အသည်းကရေမြုပ်လိုပါပဲအရာအလုံးကိုစုပ်ယူနိုင်ပါတယ်အဲ့ဒီအထဲမှာအစိတ်အတော့တွေပြည့်နေတဲ့အခါကျမတဲ့အစားအစာတွေတောင်သူတို့ရဲ့အလုပ်ကိုကောင်းကောင်းမလုပ်နိုင်ပါဘူးဒါကြောင့်မို့လို့ခုနားထောင်နေတဲ့သူကတဲကိုကုစားပေးတဲ့အစားအစာတွေကိုထည့်သွင်းနေချိန်မှာပဲတစ်တစိတ်ထိခိုက်စေတဲ့အရာတွေကိုလည်းရှော့ချဖို့အတွက်လိုအပ်ပါတယ်ဒါကအထံကိုရှင်းနေချိန်မှာတယောက်ယောက်ကအမိုက်တွေဆက်ပစ်နေတာနဲ့တူပါတယ် ရင်းမြစ်ကိုမတားဆင်းရင်အကျိုးမရှိပါဘူး။ကောင်းတဲ့အပိုင်းကတော့တင့်အတဲကမြင်းမြန်ဆဆန်ပြန်လည်မွေးဖွားလာနိုင်ပါတယ်။တကယ်တော့တင်သားတိစားစာတွေကိုပုံမှန်စားသုံးပြီးတော့ပြုပြင်ထားတဲ့အစားစာတွေကိုရှော့ချလိုက်မယ်ဆိုရင်နှစ်ပတ်ကနေလေးပတ်အတွင်းမှာတူးတက်မှုတွေကိုစတင်မြင်တွေ့ရပါလိမ့်မယ်။ကျမတို့သတိထားမိနိုင်တဲ့ကောင်းတဲ့အရာတွေကတော့တနစ်တလုံးစွန့်ရင်ပုံမူတည်ငြိမ်လာခြင်းအစာချေစနစ် ပုံမူကောင်းမွန်လာခြင်း အသားရည်ပုံမကြည်လင်လာခြင်းအောင်းနောက်မှုနာတက်တာလာခြင်းအိပ်စက်မှုပိုကောင်းလာခြင်းတွေပဲဖြစ်ပါတယ်။ဒါကကျမတို့အသည်ကသူပြန်ပြီးကျန်းမာလာပြီလို့ပြောပြနေတာပဲဖြစ်ပါတယ်။ကဲအခုဆိုရင်ကျမပထမအပေါ်မှာပြောထားတဲ့အတိုင်းပဲအာအတင်းစရာအစားအစာကိုပြပြပေးပါမယ်။အဲ့ဒါကတော့ချက်ဥပါ။ဟုတ်ပါတယ်။နှစ်ပေါင်းများစွာသူတို့မှာနာမည်ဆိုးရှိခဲ့ပေမဲ့ ကျုပ်အထူးသဖြင့်ကျုပ်အနှစ်မှာကိုလင်းလို့ခေါ်တဲ့မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေပါဝင်ပါတယ်။ဒါကကျမတို့ရဲ့အသည်ကိုအဆီတူလောင်မဲ့အစာအပြင်ဘက်ကိုရွှေ့ပြောင်းရမှာကူညီပေးပါတယ်။ကိုလင်းချုပ်တဲ့ခြင်းဟာအသည်အဆီဘုံယောဂရဲ့လှုပ်ဝက်အကြောင်းရင်းတွေကတစ်ခုပါပဲ။ဒါကြောင့်မို့လို့ကျမရေးနဲ့မညီညွတ်ဘူးလို့ထင်ပြီးကျုပ်ကိုရှောင်ခဲ့မယ်ဆိုရင်မနှက်စားတဲ့ကျုပ်ကိုပြန်ထည့်ဖို့အချိန်တန်ပါပြီ။ ကြော်ထားတဲ့ကြအုပ်တွေထက်ပြုတ်ထားတဲ့ဒါမှမဟုတ်ပေါင်းထားတဲ့ကြအုပ်တွေကိုသာရေးချယ်ပါနော်အစိပ်ဖြစ်အချိုရေးဒါမှမဟုတ်9ရက်လောက်အစာဖြတ်ပြီးတန့်စင်ခြင်းတွေမလိုအပ်ပါဘူးလိုအပ်တာကပုံမှန်လွတ်ဆောင်မှုနဲ့အမှန်ကန်တဲ့အစားအစာရွေးချယ်မှုတွေပဲဖြစ်ပါတယ်ကျမတို့ရဲ့အသေးကငွေကလေးကကျမတို့ကိုယူဆိုင်လာခဲ့တာပါအစားအစာတွေကိူးဆိုင်စားခြင်းဖြင့်ကျေးဇူးဆက်ဖို့အချိန်တန်ပါပြီဒီဗီဒီယိုကအကူအညီဖြစ်တဲ့ဆိုရင်တော့နောက်ထပ်ဗီဒီယိုဖြစ်တဲ့ တင်ညနှူမရှုတဲ့နဲ့အသက်အစီပုံယောဂရဲ့အစောပိုင်းတတိပေးလက္ခဏာများအကြောင်းကိုဆက်ကြည့်လိုက်ပါနော်။အားလုံးပဲနေကောင်းကျန်းမာကြပါစေရှင်။